တယ်လီဖုန်းစင်ကတ်တစ်ခုကို9000ကျပ်နဲ့အများပြည်သူအသုံးပြုနိုင်အောင်ဖြန့်ချိဖို့မဖြစ်နိုင်သေးဘူးလို့မြမဆက်တွေဥဆောင်ညွှန်ကြားရေးမှူးဦးဝေထီလာကဒီကနေ့ပြောဆိုလိုက်ပါတယ်။သူဘယ်လိုပြောမလဲ။ဟိုထောင်ကိုအစစ်ကူကိုမတ်စကတ်တို့ရဲ့ကြေးနေမှာ။ဟုတ်ဆူဝါကပြတ်ခံခဲ့တဲ့ကိုမျိုးဆောင်စစ်ကူဟုတ်ဒီစစ်ကူကြီးရစစ်တွေကြီးဒ နိုင်ငံတော်ကလုပ်လိုက်လို့ရှိတယ်ဆက်ပြီးဟုတ်ဖြစ်တယ်အဲ့တော့ကိုရမီပေါ်ပါ presentation ပေါ်ပိုင်းမှာကြာ scan mobile network operator ဆိုတဲ့ဟာမျိုးကိုဒီသတိစေဥပဒေအရဥပဒေလိုမရဘူးမြန်မာစစ်တပ်ရဲ့လုပ်ငန်းဌာနအသီးသီးကတာဝန်ရှိသူတွေနဲ့ငါးတောင်ကြက်တန်းစင်ကပ်ဖြန့်ချိမဲ့ရှေးပြေကုန်ကုမ္ပဏီရဲ့မန်နေဂျာဒရိုက်တာဦးလင်နိုင်ဦးတို့နှစ်ဖက်တွေ့ဆုံရှင်းလင်းပွဲမှာသူကအခုလိုပြောဆိုလိုက်တာပါ။ မနက်9:00နာရီခွဲကနေ10:00နာရီခွဲအထိပြုလုပ်ခဲ့တဲ့ဒီသတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့ဗဇွန်တော်မြို့နယ်မှာရှိတဲ့ဆက်သွယ်ရေးတင်နန်းကျောင်းမှာကျင်းပပြုလုပ်ခဲ့တာပါ။တိုင်းပိုင်းနဲ့ညာရွာကျွန်တော်ဒီပြည်သူဘက်ကရဲ့ပြည်တယ်အခုလိုဝန်ထမ်းပေါင်းတွေနဲ့ကျွန်တော်တွေ့ဆုံပါအနည်းဆုံးပြည်သူ့ဝန်ထမ်းတော်လက်မှတ်တော့ရှိပြီးသားပါလို့ဒီလိုဝန်ထမ်းပေါင်းတွေနဲ့တွေ့ရတဲ့အတွက်ကျွန်တော်ညာရွာမှာတာကျေးဇူးလက်တယ်ကျွန်တော်ပြောမဆိုမှရှိရင်ကျွန်တော်တောင်းမယ်ဒါပဲဒါမဲ့ကျွန်တော်တို့ဒီလိုမျိုးကောင်းတဲ့ပုံမှာမဖြစ်ပြအောင်ကျွန်တော်လုပ်ပါမယ် ဒါကျွန်တော်ရည်ပြည့်ကြတယ်ဒီဘက်မှာရှေ့ပြည်တော်ကော်မတီမန်နေဂျင်းဒါရိုက်တာဦးလင်နိုင်ဦးကသူ့ရဲ့ကြက်9000တန်းစင်ကစီမံကိန်းနဲ့ပတ်သက်ပြီးပါဝါပွိုင်းနဲ့ရှင်းလင်းပြသခဲ့ပါတယ်ဒါပေမဲ့မြန်မာဆက်သွယ်ရေးတာဝန်ရှိသူတွေရဲ့အချို့မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးဖြေဆိုခဲ့ခြင်းမရှိဘူးလို့သိရပါတယ်ဟုတ်ပါတယ်။ဟဲလိုကျွန်တော်တို့ဒီကလူကြီးတွေအကုန်လုံးကအပြုသဘောဆောင်တဲ့ဘေးကောပဲပြပါတယ်။ကျွန်တော်မိုဘိုင်းစီးကြီးကိုတည်းဟဲလိုဘယ်လိုနည်းနဲ့သွားမလဲဆိုတာပြည်သူတွေကိုကိုပြပြသိအောင် ခင်ဗျားကိုကျွန်တော်တို့အမိရလို့ရှိရင်ခင်ဗျားကိုကျွန်တော်တို့အပြုသဘောဆောင်တဲ့မိဘတွေလည်းမိပါတယ်။ဒါကျွန်တော်တို့ကဝယ်ခန်းမှာဘာလို့ကျွန်တော်တို့လည်းကျွန်တော်ဌာနမှာလည်းအဆက်ဆက်ဈေးရှော့ရှော့ပေးတဲ့အစီအစဉ်ဒီလုပ်ပြီးတတင်းသာရှင်လင်းပွဲအပြီးမှာတော့မြမဆက်တရေးဝင်ကြီးဌာနကထုတ်ပြန်ချက်တစောင်းကိုထုတ်ပြန်ခဲ့ပါတယ်။အချက်လေးချက်ပါတဲ့ဒီထုတ်ပြန်ချက်ထဲမှာဆက်တွယ်မှုကွန်ရက်ကိုစနစ်တကျတည်ဆောက်ရန်အချိန်များစွာလိုအပ်ခြင်းနဲ့တည်သေးဥပဒေအရကိုက်ညီမှုမရှိခြင်းတို့ကြောင့်ဒီ9000တန်ဖုန်ကိစ္စဟာမဖြစ်နိုင်ကြောင်းနံမက်လေးအချက်မှရေးသားထားပါတယ်။ ငါတော်နဲ့စင်ကထုတ်လို့ဖြန့်ချိမဲ့ကိစ္စနဲ့ပတ်သက်ပြီးရှေ့ပြည်တော်ကုမ္ပဏီရဲ့မန်နေဂျင်းဒါရိုက်တာဦးလင်နိုင်ဦးဟာဇန်နဝါရီလ3ရက်နေ့ကလည်းသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါသေးတယ်ခင်ဗျာ။